န်း900တပ်တန်းရှိတဲ့ရှီဟောင်းတမုတ်ဒီယာရဲ့အမွေနဲ့ပန်းအောင်စာလူကြီးမင်းဒီပုံလေးကိုပထမဆုံးမြင်လိုက်တာနဲ့ခေါင်းထဲမှာဘာကိုအရင်ဆုံးပြေးမြင်မိပါသလဲတန်မိုးကြီးဗရံများတွင်ကြီးတခုလားဒါမှမဟုတ် request လို့ခေါ်ရဲပန်းအောင်ကြောက်မြတ်ရတနာတုံးကျူတွေကိုဒူးဖော်နေရလားဂူကြီးတွေထဲမှာလူတွေကပေါက်တူးတွေစက္ကရိယာတွေနဲ့ထွင်းဖောက်နေတဲ့မြင်ကွင်းကလှပလွန်အဖိုးတန်လွန်နေတာကိုဒါပေမဲ့အမှန်တရားကတော့လူကြီးမင်းတို့ထင်ထားတာနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ်ဒါဟာကြောက်မြတ်ရတနာမဟုတ်ပါဘူး ဒါဟာလူကြီးမင်းတို့မိဖို့အကြောင်းတွေမှာနေတိုင်းလိုလိုမြင်နေကြသုံးနေကြဖြစ်တဲ့စားပါဟုတ်ပါရီဒါကစားပါဒါပေမဲ့တာမန်မိဖို့အကြောင်းသုံးဖြူဖွေးနေတဲ့စားတော့မဟုတ်ပါဘူးသူ့ရဲ့နာမည်ကတော့ဟိမွင်နာပန်းရောင်စားဟီမီလီယန်ဖင်းဆော့လို့ခေါ်ပါရီကဘာပေါ်မှာရှိသမျှစားရီတွေမှာအတန့်စင်ဆုံးနဲ့အဟာရထက်အကျွဲဝါဆုံးစားတစ်မျိုးပါပဲဒီစားရဲ့ဇာလံကိုပြောဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်တန်းပေါင်း900လောက်ကိုပြန်သွားရပါလိမ့်မယ်တိုင်ပန်ပညာရှင်ရဲ့အဆိုအရဟိမွင်နာတောင်းနှန်းနေဖြစ်တဲ့နေရာကတစ်ချိန်က ပရီမိုရီယယ်အိုရှန်လို့ခေါ်တဲ့ရေဥသမုဒ္ဒရာကြီးတစ်ခုရှိခဲ့ဘူးပါရီအချိန်လေးကြာလာတာနဲ့အမျှနေရဲ့အပူချိန်ကဘာမြေကြီးရဲ့ဘူမိဗေဒပြောင်းလဲမှုတွေကြောင့်ဒီသမုဒ္ဒရာကြီးဟာတဖြည်းဖြည်းခန်းချောက်သွားခဲ့ပါရီခန်းချောက်သွားတော့အဖိုးတန်တပ်ထုရက်တွေအပြည့်အသိပ်ပါတဲ့စားတိုက်ကြီးတွေကျန်ခဲ့တာပါဒီစားတိုက်တွေဟာအခုခေတ်ပါကစ္စတန်နိုင်ငံဟီးမွေနာတောင်တန်းကြီးတွေရဲ့ခြေရင်မြေကြီးရောက်မိုင်မောင်းများစွာအနှံ့မှာပိတ်မိနေခဲ့ပါရီဒီစားတိုက်တွေဟာမြေကြီးရောက်မှာနှစ်တန်းပေါင်းများစွာ ပြိမိနေခဲ့ပြီးဟီးမွေနာတောင်တန်းကြီးရဲ့အလွန်အမင်းကြီးမားတဲ့ဖိအား ကဘာမြေကြီးရဲ့အတွင်းမိုင်းဖူးချင်းဒါရီအလုံးပေါင်းစုံလိုက်တဲ့အခါဒီစားရီဟာတထုရက်တွေနဲ့ပြေးဝနေတဲ့ခရစ်စတယ်လိုင်းဖွဲ့စည်းပုံအဖြစ်ပြောင်းလဲသွားတာပါဒါကဘာလို့ပန်းရောင်စားလို့ခေါ်ရလဲတာမန်စားဖြူတွေနဲ့ပါကွာလေကွာပါလေတာမန်စားဖြူတွေကဒါရုပေရာနီလန်းနေနဲ့အယောင်ချွတ်တာရီမခဲအောင်လုပ်တဲ့ဒါရုပြည့်စည်တွေအများကြီးတုံးထားလို့ဖြူနေတာပါသူမှာဆိုရီယန်ဂလိုရိုက်ကလွဲပြီးတော့ဂျန်နဲ့အဟာရဓာတ်တွေရှာတွေ့ဖို့ခက်ခဲသွားပါလိမ့်မယ်။ဒီပန်းရောင်စားကတော့တရားရဂိုင်းနှုံးတဘာဝအတိုင်းမှာဒူးဖော်တွေ၊ဈေးကြောတွေ၊အသုံးပြုတွေ သူ့ရဲ့ဖွဲ့စည်းပုံက98ရာခိုင်နှုန်းလောက်မှာဆိုဒီယမ်ကလိုရိုက်ဖြစ်ပေမဲ့ဂျန်နဲ့ရာခိုင်နှုန်းကတော့လူခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဓာတ်သတ္ထုတွေကြီးပါပဲ။ဒီစားနဲ့ဘာလို့လို့ရလဲဆိုတော့သူ့ရဲ့အသုံးဝင်ပုံကလည်းအံ့ဩစရာ၃မျိုးရှိနေပါလိမ့်။ပထမဆုံးကတော့မီးဖို့ကြောင်နေမှာပါ။လူချင်းမင်းချန်နေကြဟင်းနေတဲ့မှာတာမန်စားနေရမှာအစားထိုးသုံးလိုက်ရုံပါပဲ။သူ့ရဲ့စားငန်ဓာတ်က refine sorry လို့ရှာပေါ်မှာစူးကနေကြံနေတာမျိုးမဟုတ်ဘဲနူးညံ့မှုဖြစ်ပါလိမ့်။အစားစာရဲ့ငွေမူလအရသာကိုပို့ပြီးတော့ပေါ်လွင်အောင်တွန်းပို့ပေးတာမျိုးပါ။ စတိတ်တို့အသားကင်တို့ဆလတ်တီပေါ်မှာဖြူဆိုင်ရင်အရသာကကောင်းကင်အမုံကိုရောက်သွားတယ်လို့ပါပဲတဲ့အရသာတွေမဟုတ်ဘူးဟင်းထဲမှာဓာတ်သတ်ထုတွေမျှတောင်းမှလုပ်ပေးပါရီဒုတိယတစ်ခုကတော့ထူးဆန်းတဲ့အသုံးပြုမှုပါဒီစားကိုလူတွေကချိပဲစားတာမဟုတ်ပါဘူးဒီစားကအကြီးကြီးတွေကို၄တောင်ဒုံးကြီးတွေဖြစ်အောင်ထူးစစ်ပြီးမြင်းတွေနွားတွေတိုးတွေမွေးမြူရေးတိရစ္ဆာန်တွေအတွက်ရက်စားရုံးကြီးတွေဖြစ်လဲလုပ်ပေးထားပါရီဒါရုပိတာသဘောတရားနဲ့ဖော်ဆထားတဲ့ဖြည့်စွက်စားတွေအစားဒါဟာသူတို့အတွက်အကောင်းဆုံးသဘာဝဖြည့်စွက်စားဖြစ်သွားတာပါ နောက်ဆုံးတစ်ခု ဒါကတော့အခုခေတ် strap များနေတဲ့လူတွေကြားရင်အရန်ကိုခေတ်စားနေတဲ့အသုံးပြုပုံပါ။အဲ့ဒါကတော့စားမိအိမ်ပါ။ဒူးဖောက်လို့ရလာတဲ့ဘန်းရောင်စားခဲ့အကြီးကြီးတွေကိုယူတယ်။အတွင်းထဲကိုတေချာထွင်းဖောက်ပြီးအခေါင်းပေါက်လုပ်တယ်။ပြီးတော့အထဲမှာမီးသီးတစ်လုံးထည့်လိုက်တယ်။မီးထွန်းလိုက်တဲ့အခါအဲ့ဒီစားခဲ့ကြီးတစ်လုံးလုံးကနှွေးထွေးပြီးလှပတဲ့ဘန်းရောင်အလင်းရောင်ကိုစတင်ထုတ်လုပ်ပါတော့တယ်။ဒါဟာအခန်းထဲကိုအရန်ကိုစိတ်အပန်းပြေစေတဲ့သဘာဝဆန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါလိမ့်။ညာဘက်ဘက်ဒရွန်းထဲမှာထွန်းထားလိုက်ဒီဝမ်ဂလိုလေးကတနည်းတော်ပင်မှန်သမျှကိုဖြည့်ရော့ပေးတယ်လို့ခန်စားရမှာပါ။ ဒါပေမဲ့တခုတော့ရှိပါသေး။ဒီအစားမရင်ကလီရူးကိုတန်းစင်ပေးတယ်ဆိုပေမဲ့လူချင်းမရဲ့ toxic ဖြစ်နေတဲ့ relationship တွေကိုတော့တန်းစင်ပေးနိုင်မှာမဟုတ်ဘူးလို့ထင်ပါရခင်ဗျာ။